ားလုံးပဲမင်္ဂလာပါရှင်စကြူဒီနေ့မှလည်းနောက်ထပ် D5 ပေါ့เนาะ D5 ကိုရောက်လာပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ D5 မှာဘာတွေသင်သွားမလဲဆိုတော့စကြူချိုးမပြောပြရသေးပါဘူး။အဲဆက်ပြောပြရမယ့်အစီအစဉ်လေးကဖေရောက်ပြီလေပေါ့เนาะ။ဈေးနှုန်းတွေလည်းတည်သွားပြီ။ကုန်ပစ္စည်းရောင်းချနေတွေ့ချက်။ဝါချနေတွေလည်းတည်သွားပါပြီရှင်။အဲဆိုရင်တော့စကြူတို့ပေါ့เนาะအရေးကြီးတဲ့အပိုင်းကဏ္ဍကို ရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်နော်။ရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ဒါကြတော့ MLN စစ်ခော့စစ်ဘွားနီဈေးခွက်ဖြန့်ချီမှုစနစ်ရဲ့အတိတ်ပြဿုပ်ပံနာကပ်ပေါ့နော်။ဒါဘလို့ရှိမလဲပေါ့နော်။အရန်လည်းစိတ်ဝင်စားကြလည်းကောင်းတယ်။ဒါ MLN ရဲ့တဘောတရားကတဲ့အလုံးကိုမှရိုးသားတဲ့ရိုးသားတာနဲ့အပြပေါ့နော်။အလွန်ဆွဲဆောင်မှုရှိတဲ့နီးစနစ်လို့လည်းပြောလို့ရတယ်။ပြီးကြရင်သမိုင်းမှတ်တမ်းတွေ ရှာဖွေတွေ့ရှိရခြင်းမရှိတော့လေလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်တည်းကနေဒီစနစ်ကို အသုံးပြုခဲ့တယ်လို့ယူဆရပါတယ်။ပြီးကြရင်တနည်းအားဖြင့်ဆိုမယ်ဆိုရင်ညနေကုန်ကြွယ်မှုစနစ်ပေါ်ဥစားကပင်ရင်းစနစ်ကိုကျင့်သုံးခဲ့ရတယ်လို့ဆိုပေမယ့်ညီတို့ဆိုစင်မှု MN စနစ်ဖြင့်တိုးတက်မှုများကိုလေ့လာခြင်းမပြုမီဒီစနစ်ရဲ့တိုက်ရိုက်ရောင်းချမှုလုပ်ငန်းတပြည့်ပြည့်ချင်းဖြစ်ပေါ်တိုးတက်မှုကို ဥစွာစဉ်းစားသုံးသပ်ပင်တင်တယ်တဲ့ပထမနောက်ထပ်တစ်ချက်လာပြီเนาะနောက်ထပ်ချက်ကတိုက်ရဲရောင်းချမှုစနစ်ဒါတိုက်ရဲရောင်းချမှုစနစ်ကစက်မှုတော်လန်ရင်းနဲ့အတူပေါက်ပွားလာတဲ့စနစ်လည်းဖြစ်တယ်တဲ့เนาะဒီခေတ်မတိုင်မီရှိဟုကာလာကလူတွေကဘလို့တွေလောက်ကြလဲပေါ့เนาะခီးအသွားမှုအလွန်နေတဲ့ ပြီးကြရင်အလုံးလုံးတဲ့နေရာနဲ့ဒေဆုံးတဲ့နေရာဟာမိုင်းအနေငယ်တာကွာခြားလေးရှိတယ်။လိုအပ်တဲ့ပစ္စည်းတွေကိုအီမီယက်လူမျိုးစုအတွင်ထုတ်လုပ်ပြီးတော့စစ်စည်းခြင်းဖလဲတာတွေရောင်းချခြင်းရဲ့ကုန်တွယ်မှုတွေကိုဆောင်ရွက်လျက်ရှိကြတယ်။စမှုထုံးကားလာတဲ့ကမှထုတ်ကုန်ပစ္စည်းအမြောက်အများကိုပေါ့နော်ထုတ်လုံးနိုင်တဲ့စွမ်းအားဟာအဲ့ဒီခင်းတဲ့သူမွေးဖွားလာတာလည်းဖြစ်တယ်တဲ့ထုတ်ကုန်ပစ္စည်းနဲ့စမှုထုံးကားလာတဲ့သူကပေါ့နော် အဲရောင်းအားမြင့်တင်နိုင်ရေးအတွက်ထုတ်လုပ်တဲ့နေရာကနေအလွန်ဝေးကွာတဲ့နေရာတို့ဈေးကွက်ရှာသွားရောက်ခြင်းဟာလေအဲ့ဒီခင်းတဲ့အတူတူပါပဲတဲ့เนาะဒါသမိုင်းကြောင်းတွေကိုပြောပြပေးနေတယ်ဖြစ်ပါတယ်တဲ့ယူပို့ဆောင်မှုလုပ်ငန်းကလည်းတိုးတက်လာတယ်ဒါကြောင့်မို့ပေါ့เนาะအဲတစ်ချိန်တည်းမှာပဲမြို့ကြီးပြကြီးတွေနဲ့လက်လီဆိုင်တွေကြီးကျယ်တိုးတက်လာတယ် လက်လူအများကတမျက်တမြေတရက်ချာကနေထုတ်ကုန်ပစ္စည်းတွေကိုကြီးစုဝယ်ယူခွင့်ရကြတယ်တဲ့စက်မှုထုံးကလာတဲ့အတွက်ပေါ့နော်ပြီးကြရင်မြို့တွေကြီးရွာတွေနဲ့နေထိုင်ကြတဲ့များစွာတော့လူများစုကြီးရမှုတဲ့အဲ့ဒီအခွင့်အရေးကိုရယူခံစားတိုင်ခွင့်မရှိကြဘူးတဲ့တို့ကြောင့်အဲ့ဒီအခြေအနေကိုအကြောင်းပြုပြီးတော့ဗောနော်ခီးတွားအယောင်မများကိုအခြေအနေကမွေးဖွားပေးခဲ့တယ် ီးတွားရောင်းသမားတွေကဘလို့တွေလဲပေါ့เนาะခီးတွားရောင်းသမားတွေကခီးတစ်ခေါက်မှာလချီကြာလေးရှိတယ်တို့အကုန်ရောင်းကိုဝင်လောက်တာလည်းဖြစ်နိုင်တယ်ပြီးရင်တစ်မျိုးဝင်တစ်မျိုးထွက်တွားလာပြီးတော့တမျိုးတည်းမှာယောဂမျိုးစုံပျောက်တဲ့ဆေးဝါးမျိုးဒါမှမဟုတ်အလူမီနီယံနဲ့ပြုလုပ်တဲ့အိုးခွက်လိုပုံစံပစ္စည်းမျိုးတွေဒေတာကန်တွေကိုအံ့ဩစေကြတယ်တဲ့ခီးတွားတွေအဲ့လိုတွေရှာပူပြီးတော့ရောင်းကြပါတော့နော်အယောင်းဝင်ပြုလုပ်တဲ့နေရာမှာဖျားရှိကိုကြောင်း ရွက်ညက်အရွာညက်ခင်းပြင်တိန်တက်စင်းရောင်းကြရပေါ့နော်အဲသူတို့ကတဏီယာကိုနှခါသွားလေးမရှိကြဘူးတဲ့ပြီးကြရင်ဆိုင်ရောင်းသမားတွေကသူတို့ကိုလိုလားခြင်းမရှိကြတော့လေသူတို့ရဲ့ခြေစလုံးအိမ်တိုင်းစီးပွားရေးဟာအောင်မြင်ပြီးတော့လူတိများကြော်ကြားလာကြတယ်ဒါအရင်တော့ကပုံစံပေါ့နော်အဲ့ဒါကကြတော့အယောင်တိုက်ရိုက်ရောင်းချတဲ့စနစ်တွေဖြစ်ပါတယ်အမှန်စနစ်မဟုတ်သေးပါဘူးရှင် ဒါကျနောက်ထပ်ပေါ့နော်နောက်ထပ်ကပါရှိလဲပေါ့နော်နောက်ထပ်က1920ပြည်နဲ့ကနေစပြီးတော့တိုင်းရိုက်ရောင်းချတဲ့စနစ်ကပေါ်ထွက်လာပြီးအမေရိကန်နိုင်ငံမှာအခိုင်အမာရှိနေတာလည်းဖြစ်ပါတယ်ပြီးကြရင်ဒီကုမ္ပဏီများဟာတဲ့တပြည်လုံးအတိုင်းတာနေပေါ့နော်ကုမ္ပဏီရုံးခွဲတွေကိုတချောင်ကြရတယ်အဲ့ဒီမှာထုတ်လုပ်သူရဲ့ဖြန့်ပစ္စည်းဖြန့်ဖြူးအချက်ချဌာနလည်းဖြစ်လာတယ် နေမြေအယောင်းမားတွေရဲ့စခန်းလဲဖြစ်လာတယ်တဲ့အဲ့ဒီအမေရိကန်မှာပေါ့နော်အထွေကြုံရှိတဲ့အယောင်းမားတွေကမှာတဲ့ရုံကန်းတွေဖွင့်ပြီးတော့အယောင်းမြင့်တွေရေးတွေကိုဝိုင်းဝန်းဆောင်ရွက်ကြတယ်တဲ့ဒီ1920ပြည့်နှစ်မှာပေါ့နော်ညလူတက်များကိုစီယုံးကအယောင်းပုပ်ကိုများဖြစ်တင်တန်းတွေပို့ချပေးတယ်တဲ့လူတက်တွေနောက်ထပ်အခုစလဲဝင်အစ်စ်တွေပေါ်တယ်ပေါ့နော်ကုမ္ပဏီကရုံခွဲမန်နေဂျာရဲ့ရောင်းအမြင့်တွေဆောင်ရွက်ချက်တင်တယ် ဲ့ဒီမှာကိုယ်ဆုံးရတဲ့အချိန်အတွက်ပေါ့နော်မက်လုံးပေးရန်လိုအပ်လိုက်အမက်လုံးပေးရဆိုတော့ဒါလူကြားတော့မကောင်းပေါ့နော်တကယ်တော့လူများစိတ်ဝင်စားလာအောင်လုပ်တော့ပြောတာအဆုပေးခြင်းကို၎င်းရောင်းအားပေါ်ရာနှုန်းပြည့်လောက်အားကပေးတဲ့စနစ်ကို၎င်းကျင့်သုံးခဲ့တယ်အဲ့ဒီစနစ်ကအစတင်ပြီးတော့အခုမှအမှန်တော့မဟုတ်ကိုရက်ဈေးကွက်ဖြန့်ချီတဲ့စနစ်လို့ရောက်ရှိအောင်ကိုစတင်ရကွန်ဖော်တဲ့ဒီ ထူထောင်တဲ့သူရှိတယ်ပေါ့နော်ဒါကြတော့ William Castleberry and Lee My Lee My Tinga Lee My Tinga တဲ့ Lee My Tinga တို့ဖြစ်ပါတယ်ရှင်တဲ့ Lee My Tinga William Castleberry နဲ့ Lee My Tinga တို့ကဒီ American စနစ်ကြီးကိုထူထောင်ခဲ့တယ်အဲ့ဒီမှာ California မှာရှိတဲ့ Vitamin Company တစ်ခုမှ Vitamin C တွေကို 1934ခုနှစ်ကနေစပြီးတော့ရောင်းချတယ်။ကိုမနီရဲ့ရောင်းအားကမြင့်တင်ရင်းနဲ့ပေါ့နော်။ရောင်းမြင့်တင်ရင်းနဲ့ရောင်းသမားတွေအားအဲဒီပေါ့နော်စိတ်ဝင်စားအောင်ဆွဲဆောင်တဲ့ဆွဲဆောင်နိုင်ရေးစီယုံနိုင်ရေးပေါ့နော်။ဒါတွေအတွက်ပေါ့နော်။တို့ကလူတွေတွေကိုပို့မို့ပြီးတော့ရှားပွေလာကြတယ်။သင်တန်းတွေကိုများများပေးရဲပေါ့နော်။လေလိုနဲ့ပဲပေါ့နော်။ CM CNN ကတဲ့ ရေကွက်ဖြန့်ချီရွေးစည်းမှန်ကိန်းက1942ခုနှစ်မှာအာဒါဆက်လက်ရေးဆွဲခဲ့ပေါ့နော်စီမံကိန်းသဘောတူညီချက်ရရအယောင်ပုံကိုတွေကသူတို့ကိုယ်တိုင်လူတစ်တွေကိုရှာဖွေခဲ့မှုပေါ300ခိုင်နှုန်းကိုစုအဖြစ်ပေးခဲ့ကြတယ်ပြီးကြရင်ရတာလူအင်အားများလာတဲ့မြတ်ကုမ္ပဏီရဲ့ PC အမြောက်အများကိုဝယ်ယူရောင်းချပေးရတော့လေမူလထောက်ခံချက်ပေးတွေအနေဖြင့် လက်တွေ့ကြတဲ့အကျိုးမြတ်ရရှိခြင်းမရှိကြောင်းသူတို့တွေးရှိလာရတယ်တဲ့အဲ့ခါမှာဒါကြောင့်မို့ပေါ့နော်အဖွဲတစ်ပွဲအားဒေါ်လာသောင်းခွဲတန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေကိုရောင်းချပေးဆိုပါကအဲ့ဒီအဖွဲရေပေါ့နော်ကောင်းဆောင်ဖြစ်သူအမူလထောက်ခံချက်ပေးသူရရှိတဲ့အကျိုးမြတ်ထက်တာလုံးနဲ့တီကြအခွင့်အရေးပေးရန်ခွင့်ပြုလိုက်ရတယ်တဲ့အဲ့ခါကျတော့ဒါကျမတို့အတွက်ပေါ့နော်ခွင့်လန်းပို့သားထားတယ် အဲဒီမှာအခြားမဟုတ်စာရေးဆရာတွေမူပိုင်ခွင့်အရေးရှိတယ်လို့မျိုးပဲအဲ့ဒါကျမတို့ဒီမူလထောက်ခံချက်ပေးသူကလည်းရေရှည်အကျိုးခံစားပိုင်ခွင့်ကိုဖြစ်เสียရလည်းဖြစ်ပါတယ်ဒီလိုမျိုးပေးခြင်းကိုယနေ့လုပ်ငန်းစံနှုန်းများနဲ့နိုင်ရှင်ပါကရှေးစံတယ်လို့ယူဆပွဲဖြစ်တော်လည်းပဲတဲ့ဖြန့်ချီသူများကို အချိုးကျအမြတ်ခွဲဝေခြင်းကိစ္စမှာ ဒါကအခြေခံနိစက်နဲ့ပဲဖြစ်ပါတယ်တဲ့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်နောက်ထပ်စိတ်ဝင်စားစရာတွေရှိသေးရဲ့အနည်းချုပ်ပြောပြရမယ်ပေါ့နော်အနည်းချုပ်ပြောပြရမယ်ဆိုရင်တော့ဒါကျမတို့ဒီအရင်နှောင်းကတော့ပေါ့နော်အပုံမှန်စနစ်ကဘလို့လဲပေါ့သူတမိုင်းချောင်းကိုတော့မပြောပြတော့ပေါ့နော်တမိုင်းချောင်းကတော့ဒါဒီပိုးတော့ကဆိုရင်တော့စက်မှုခက်မရှိသေးဘူးဒီ ဒီတိုင်းပဲသွာလာလှုပ်ရှားနေကြတော့ကားတွေပါတယ်ညာလည်းမရှိသေးဘူးဆိုတော့ကိုယ်တိုင်ကိုကြတိုက်ရိုက်ရောင်းချကြတယ်ဒါပေမဲ့အဲဒီနောက်ပိုင်းနေစစ်မှုတွေထွန်းကားလာတဲ့ခါမှာတော့ဒါကျမတို့ပေါ့နော်ဒီတိုင်တက်စင်းတိုက်ရိုက်ရောင်းချတဲ့စနစ်တွေပေါ်ထွန်းလာတယ်အဲ့ဒါကလည်းတို့ဒီနှစ်ကဒီညတော့ရဲဆိုနောက်နှစ်ကျရင်အဲ့ဒီညမသွားတော့ဘူးနေလဲပြီးတော့တို့အယောင်းတွေဖောက်တာဒါတောင်မှရောင်းအားတွေအရှံကောင်းနေပေါ့နော် ဒါပေမဲ့ဒီအဲ့ဒီစနစ်ထက်ကိုပို့ပြီးတော့တို့မပင်ပန်းရအောင်ပေါ့နော်ပို့ပြီးတော့ကောင်းမွန်လာအောင်ကိုဒီ1920ပြည့်နှစ်မှာပေါ့နော်သူကဒီအမေရိကန်နိုင်ငံမှာထူထောင်ခဲ့တယ်ပေါ့နော်အမေရိကန်မှာထူထောင်ခဲ့တယ်ပြီးကြတော့ဒါကျမတို့ပေါ့နော်နောက်ထပ် MLS စနစ်ကြီးတိုးတက်လာအောင်ကိုဒါဝီလီယမ်ကက်ဆယ်ဘယ်ရီနဲ့လီမတ်တင်ဒါတို့ကတို့ တီထောင်ခဲ့ကြရတဲ့ account ထဲပေါ်ခဲ့ကြရတယ်ပေါ့နော်။ဒီကြမှာ listen တွေပြင်ရင်ပြင်ရင်နဲ့ဒါကျမတို့ဒီနောက်ထပ်ဒါဒီအဲ့ဒီမှာမမကွဲပြသွားရပေါ့နော်။ဒီငါးမျိုးလာပေါ့ network marketing မှာမအဲဒီဒီဘယ်နှလိုင်းတွားစနစ်တို့သုံးလိုင်းတွားငါးလိုင်းတွားဒီလိုမျိုးတွေအများကြီးပဲပေါ်ထွန်းလာတဲ့ binary နှလိုင်းတွားပေါ့နော်။အဲဒီလိုမျိုးတွေနောက်ထပ်ကွဲကွဲသွားမှလည်းဖြစ်တဲ့ ဟုတ်ကဲ့ပါဒါဒီနေ့ကတော့ဒီလောက်ဖဲပေါ့နော်အပြောစရာကြီးလည်းအများကြီးပဲပေါ့နော်ဒါကျမတို့ဒီအရင်ကပုံစံနဲ့နောက်ပုံစံနဲ့ပြီးကြတော့ဒါကျမတို့စပွန်ဆာပေးတဲ့လူပေါ့နော်တိုက်ရိုက်မိတ်ဆက်တဲ့လူတိုက်ရိုက်စပွန်ဆာပေးတဲ့လူတွေကအမြဲတမ်းသူကိုယ့်ရဲ့ G1 ပေါ့နော်ကိုမိတ်ဆက်ထားတဲ့လူအလုံးလုံးနေတွေကိုကိုစပွန်ဆာအမြဲတမ်းပေးနေတယ်ဆိုတော့အရာဝောပါသူတို့ထည့်ပြောတော့ဖြစ်တဲ့ ။အားကြောင့်ပေါ့နော်နောက်ရက်ဒီချန်လဲဆက်လက်နားထောင်ပါလို့ဒါကျွန်မပြောချင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်။